မင်းတို့ကတကယ်အံ့ဩတယ်ကွာတို့ဒီနိုင်ငံမှာနေတယ်ဒီနိုင်ငံရေကိုတောက်ဒီနိုင်ငံအာဏာရှင်ကိုမင်းတို့ကလည်းဘုံပြန်တော့မင်းတို့ရေချက်ကဘာလဲခမားပြောတာနဲ့တော့စောင်းနေကျွန်တော်ကဆီအာဏာရှင်ကိုတော်လန်နေရတယ်ဘာဆီအာဏာရှင်အဲ့စကားကိုနားမလဲလို့ဒီနေ့တော့ရှင်းပြအောင်အာဒီဖိုးရရခမားဆိုင်ချောင်းရှိတယ်ဗျတော်စလို့ပါဗျဟဲ့ဟုတ်ဟုတ် ုံးတော်တိုင်းတော်လည်းမဟုတ်ဘူးကွာဒီနဲ့ပုံချက်မှန်ချင်းကြိုင်းယူတော့ဆရာဝန်တယောက်အနေနဲ့ပြောမယ်ဆိုတရားလေးများနေလဲကျွန်တော်တို့တိုင်ပြီးပြီးသူလေးမရှိတော့မှကျွန်တော်တို့မြန်မာတက်မလို့ရခင်ကြမယ်ရွေးကောက်ပွဲဆိုတာစစ်အာဏာသိမ်းရဲ့ထွက်ပေါက်ပဲကွာအေးမင်းတို့အတိထားမှာစစ်ရေးနိုင်ငံရေးပြပတ်တာတွေကိုစုံးသပ်ပေးနိုင်တာအဲ့လိုခဏမပြီးတာဆိုတာ ပြီးတော့ကြောက်ရွံ့တော့ဆက်လို့လောက်အောင်ပါဗျာမြေကတမျိုးနေရမနေဘူးကဲကိုတော်လာကြီးကျွန်တော်တို့ကတော့ပေါ်မှမှာပဲရတော့ဘာလို့ပေါ်မှမလဲဆိုတော့ဒါကျွန်တော်ရဲ့အင်စူပါတီမြေပြင်အခြေအနေရအဆိုရင်6800ဇာတိရတယ်။နေရာပုံမပေးလို့ဆိုပြီးတော့အရင်ကကောမန့်နေမှာဝါဒကောင်းကောင်းမဖြတ်နိုင်ဘူး။အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ပဲရှေ့ထွက်ပြီးတော့ပေါ်မှပြေးမှပဲရတော့မှာ။ဟွန်းနေပေါ့ ခမရတော့အရင်ကလည်းအေးဆေးပဲနေကြတာဘာတိပါတာလဲခုမှဘာတွေထဖြစ်နေကြတာမင်းဘာတိလို့လဲမင်းဘာမသိမင်းဆော့ပတ်တပိတ်တာကိုတိခင်ပြောတာမှန်လဲကြမကြခင်ရေကောက်ဝဲရတယ်ဒါတော့ကျွန်တော်တို့ဝါသားဖြန့်သမျှရတယ်ဆောက်ချက်ကွဲရတယ်အစဲခင်အားကြီးတတတပြောက်စီယူတပြောက်စီယူမင်းဆော့ပတ်တပိတ်သေးဘူးလားစစ်တပ်ဆိုတာပြည့်မိုးဝထောင်ပြီးခေါင်းနဲ့တက်ပြစ်တာနောက်တော့မစမ်းပေးရင်မင်းကိုဖမ်းကားလိုက်မှာနော်အေးဗျကျွန်တော်ရဲ့ရေကောက်ဝဲကိုဒီကဘာလုံးကစောင့်ကြည့်နေကြတယ် တောင်းကြည့်မှာပေါ့ဘယ်ချိန်ထောက်ရောက်မှမလဲမှမသိဘူးဟာအလုံးဝလားမင်းနည်းနည်းများသွားပြီမင်းခဏနေမင်းဘဲမှမသွားနဲ့ခဏနေဟယ်လိုဆရာကြီး3 seconds later မနာလေးပြောမိတာဗျာကဘိုင်ကောဘိုင်ကောဘိုင်ကောနဲ့ဝိုင်းអော်တဲ့ခါကျတော့ဒီကိုနေတို့လို့နေဝင်းတို့ပြင်းပြန်တို့အာအေးချမ်းမောင်တို့ပေါ့ဝင်တို့ပြန်ချင်းမင်းကလေးတွေရောအကုန်လုံးကိုဘိုင်ကောလုပ်တယ်လေဆိုလို့ဆိုတော့အဲ့ဒီသူအဲ့ဒီလူတွေနဲ့ကြောင်ညာရိုက်ပုံစံပြင်ထားတဲ့ကုမ္ပဏီအချို့ကသူတို့နဲ့မဲတော့ပဲနဲ့အခြားလူတွေနဲ့ပြောင်းရိုက်ဖို့အဲစူးစမ်းတယ်ဆိုပြီးတော့တွေ့ရတယ် ကဲအရင်တုန်းကတော့နေတို့နေတို့ဆိုပြီးတော့လက်သုံးချောင်းထောင်းလို့ဆိုပြောနေတဲ့ကောင်အခုကျတော့သူတို့ဘက်ကနေပြီးတော့ဘွာဓာဖြန်မှုလည်းလုပ်လုပ်ပြီးတော့ကိုနေတို့ကိုနေတို့ကိုနေကုတို့ဆိုဖြစ်သွားနိုင်ငံတော်ကူညီမိတာနဲ့ပဲဒီမှာသူတို့လုပ်ချင်တဲ့လူတွေလည်းမလုပ်ရတော့ဆိုရင်တော့အဲ့ဒါမမျှတအောင်ပြနိုင်ငံတော်ဆဲဆိုခဲ့တဲ့ကောင်တွေကကျတော့နိုင်ငံတော်ပုံကန်ခဲ့တဲ့လူတွေကျတော့အဲ့လိုပြန်လို့လုပ်လို့ရပြီးတော့နိုင်ငံတော်မဆဲမဆုံပုံကန်မှုမလုပ်ဘဲနိုင်ငံတော်ပြန်ကူညီဖို့ကြိုးစားတဲ့လူတွေကိုအလုံးမလုပ်လို့မရအောင်ဝိုင်းပြီးတော့ပြားပေးရမယ်ဆိုရင်တရားမျှတမှုဆိုတာဘာလဲလို့မေးရမယ်ဟွန်း နိုင်ငံတော်ဆက်ဆိုခဲ့တာမဟုတ်မင်းတို့စစ်ခွေးကောင်းဆောင်နဲ့မင်းတို့ဆက်ဆိုခဲ့တာပြည်သူတွေကတရားမျှတမှုမမေ့နဲ့တရားမျှတမှုမေ့ခြင်းမင်းအောင်နဲ့ကြူကြူခေါ်စီမှာသွားမေးတရင်တက်လာတဲ့ဟိုအတူရောင်ရွေးကောက်ပွဲမှန်းတိပါရဲနဲ့ဖက်စစ်အာဏာရှင်စနစ်ကိုအသက်ဆိုးသွင်းဖို့ကြိုးစားလာတဲ့ရှမ်အီလက်ရှင်မန်တိပါရဲနဲ့အဲဝင်ပြန်ဝင်လို့ဖို့ကြိုးစားနေတဲ့လူအတ္တမို့ပါငါ့ဖို့သမားကြီးတွေက ဖြုတ်ထုတ်ဖယ်ရှားခံလိုက်ရတဲ့တသက်ခိုင်လို့ပေါ့ဥပမာပေါ့ပုဂ္ဂိုလ်မျိုးတွေကိုပြောချင်တာကတော့ နေကြဘန်းတော်မှหนีถั่วแต่ยักกูตีไปอเมียนหนีถั่วแต่ยักกูมิ่นหนามูไล่เลยอืมกูจํานวนไซค์ท่าได้พยုံนุบู้รุဆိုเลยอညွန့်လေးတွေဟာအရှိဘက်ကိုပဲဥတီပြီးတော့သူတို့ရဲ့အညွန့်လေးတလူလူနဲ့သွားပြီးတော့နေအောင်ကြီးကိုဖမ်းဆုပ်ကိုကြိုးစားကြတယ်အတက်မဲ့တယ်ဆိုတော့တက်စီလို့တက်မပြောနိုင်တဲ့တစ်ပင်တော်မှหนีถั่วရအရှိရหนีရှိတဲ့အရေးအလင်းအောင်ကိုဥတီတိနိုင်ပြီးရခင်ဗျားတို့ပညာတတ်တွေဒေါက်တာဖွဲ့တွေယူထားတဲ့ပုံကိုတွေဟာဘာကြောင့် နေချာဘင်းလောက်လေးတောင်မှအမှန်တရားကိုမသိနိုင်တာလေပေါ့အဲ့တော့အနောက်ကိုအနောက်ကိုမျက်နှာမူတဲ့နေချာလိုလူတွေအတွက်ကျွန်တော်တို့ဝမ်းနဲ့ပူဆေးစရာအကြောင်းမရှိဘူးဖက်စစ်အာဏာရှင်စနစ်ကိုအဟုတ်ထင်ပြီးပြည်သူကိုဖိနှိပ်ရဆက်ဖို့ကြိုးစားကြနေတဲ့လူတွေအတွက်ကျွန်တော်တို့ဝမ်းနဲ့ပူဆေးစရာအကြောင်းမရှိဘူးဒီကြတော့ကျွန်တော်တို့မကြခင်မှာနိုင်ငံတော်တစ်ကိုတည်ထောင်အောင်ဖြစ်တယ်အဲ့တော့နိုင်ငံတော်တစ်တည်ထောင်တဲ့ခါမှာအားလုံးက0ကစကြမှာဖြစ်တဲ့အကြောင်းအခြေခံ အနေထားတွေကနေပြန်လေရုံထကြိုးစားနိုင်တဲ့ဆံမကားတွေလူတိုင်းမှာရှိကြဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုနောက်မဆုတ်တန်းမောက်ကန်ချွန်ဆိုတဲ့အားစီလေးနဲ့ပြလိုက်ချင်တယ်ဘောလိုင်းမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးပြီးတာမှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျေရုပ်ပေါ်လူရှင်ရှင် channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုရီလေးရှင်လို့သွားပြီးမှတော့ယနေ့အော်တိုဘာလ29ရက်နေ့ နောက်ပိုင်းဒီနောက်ဆုံးရရှိသတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပြီးတော့ဒီနေ့မှလည်းသတင်းကောင်းတွေနားဆင်မှာဖြစ်တဲ့အတွက်တော်လမ်းမျိုးတွေအားလုံးပဲအဆုံးနေရှိပြီလို့ဒီနေ့အမိထက်မှန်တောင်းဆိုလိုက်ပါရစေ။ပထမဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျိုးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မတရားဖြင့်သိမ့်ပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1932ရရှိဖြစ်ပါတယ်။မြန်မာနိုင်ငံတော်ကတရားတာအတွင်းစစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးမှာတော့မကွေးတိုင်းမင်းတို့မြို့နယ်မှာတော့၄ကောင်မကွေးတိုင်းစစ်ပြည်မြို့နယ်မှာ၄ကောင် ော်လိုင်းရဲဘော်တို့ကတော့စင်မကောင်းသွားနေကြဆုံးခဲ့ရပါတယ်။သခိုင်းတိုင်းမုံရိုင်မြို့နယ်မှာ၄កောင်နဲ့၂ဦးကတော့လင်းဝင်ရောက်ခဲ့ပြီးတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာ၂កောင်ဒီဒီတည်ဆုံးကြောင်လည်းသိရှိရပါတယ်။ဘရောင်းသူရင်းပုံအနေနဲ့ကတော့မြန်မာနိုင်ငံတနင်္ဂနွေလုံးဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲများအတွက်ဘဲဆွဲစီယုံမှုတွေစတင်လှိုက်မှုနဲ့အတူစစ်တပ်ရဲ့အုပ်ချုပ်ရေးအဖွဲ့များဟာကြံ့ဖို့ပါတီကိုမဲပေးကြရန်လည်းဤသူတို့ကိုစတင်ချိန်ချောက်ဖိအားပေးနေပြီဖြစ်ပါတယ်။အော်တိုဘာလ28ရက်နေ့ကနေပြီးတော့ဒီဇင်ဘာ26ရက်နေ့ထိရပ်ပေါင်း60 မဲဆွဲစီယုံမှုများစတင်လိုက်ပြီးတဲ့နောက်မှာတော့နိုင်ငံတော်ကစစ်တပ်နဲ့အုပ်ချုပ်ရေးမှူးများကကျန်းဖို့ပါတီကိုမဖြစ်မနေပြည်သူများမဲပေးကြမယ်ဖြစ်ကြောင်းထက်မှန်အကြိမ်ကြိမ်ပြောဆိုလာလဲဖြစ်ပါတယ်ရန်ကုန်တိုင်းရွှေပြည်တိုင်းမြို့နယ်တမင်းဆောင်စက်ခွန်ရွာကမှရှိတဲ့အုပ်ချုပ်ရေးမှူးဘူစိန်နဲ့အပေါင်းပါကျော်စိုးအာနုခော်ဘူဘူဝင်းတို့ဟာရက်ွက်တွေမှာရှိတဲ့ပြည်သူများအနေဖြင့်ကြံ့ဖို့ပါတီကိုမဲပေးရမည်ဖြစ်ကြောင်းနဲ့မဲပေးသူများမကျေနပ်သူများအနေဖြင့်ဓားကိုဓားချင်းရှင်းနိုင်ပြီးဟုဆိုကရက်ွက်ကိုစိန်ခေါ်ဆဲဆိုနေကြောင်းသိရှိရပါတယ်ဒါကတော့ရန်ကုန် ြစ်ပြီးသားမှာရှိရဒေါ်လာမျိုးတွေအားလုံးသိရှိမှာဖြစ်ပါတယ်။လားတူပဲ AOD တိုင်းအင်ကပူမျိုးနယ်ဖူကြီးမျိုးအမှတ်တရက်ကွက်မှာလဲအုတ်ချိုရင်းမှုရာဇာထွန်းတော်ရာဇာကြီးဟာပြည်သူများအနေဖြင့်ရွေးကောက်ပွဲမှာမဲပေးရမည်ဖြစ်ပြီးကျန့်ဖို့ပါတီကမဲပေးရမည်ဖြစ်ကြောင်းနဲ့စစ်မှုထမ်းကြီးမှာလဲအိန်တော်စုများရဲ့တာဝန်ဖြစ်ပြီးလစဉ်အိန်တော်တို့စုတွင်ငွေကြေး900ရက်ပေးရမယ်လို့ပြည်သူများကိုအတင်းကျပ်ဖိအားပေးချိန်ချောင်းနေကြောင်းလည်းသိရှိရပါတယ်။ဒါကတော့အင်ကပူမျိုးထူးကြီးမျိုးအမှတ်တရက်ကွက်မှာနေတဲ့တော်လန်ပြည်သူတွေအသီးဆုံးဖြစ်မှာပါ။ ဘိုးနောက်ပိုင်းနသလင်းခရိုင်အနောက်ရွှေကြပင်ကျေးရွာမှာလဲအုတ်ချိုရီမှုလှဝင်းကရွေးကောက်ပွဲအတွက်ရဲထက်ပုံထင်းသည့်ရှင်းလင်းမြူဆိုကပြည်သူမျိုးကိုစီဝေခေါ်ပြီးတန့်ခိုင်ရေးပါတီကိုဆန္ဒမဲပေးရမယ်လို့ပြောဆိုတာကြောင့်သိရှိရပါတယ်အခုလိုနာမည်နဲ့နေရည်တီတကွတင်ပြပေးနေတာအရာအားလုံးကတော်လိုင်းရေးပေါ်တွေအတွက်ဖြစ်ပါတယ်ကိုကင်းပြီနဲ့ဖန်အံမျိုးနဲ့မြန်ကလေးအပိုင်မှာလဲပြည်သူများအလုံးမဲမဖြစ်မနေပေးရမည်ဖြစ်ပြီး ပြန့်ခိုင်ရေးပါတီကိုသာလင်းမဲပေးရမလို့ရက်ွက်အုပ်ချုပ်ရေးမှုတွေကပြည်သူများကိုစင့်ခေါ်ပေးရပြီးနေကြောင်းနဲ့ရှိရပါတယ်။နောက်နိုင်ငံတနိုင်ငံလုံးမှာမဲပေးဖို့စတင်ပြီးတော့မဲဆွဲရရပြီးဆိုတာနဲ့တနိုင်ငံလုံးမှာရှိတဲ့ကြံ့ဖို့တွေကတော့နောက်ကနေပြီးတော့စစ်ပေးတွေရဲ့တိုက်မဲ့ကောင်းတွေနောက်မှာတိုးကင်ပြီးတော့ပြင်ဆင်ပြီးတော့ပုံလုံးကိုခုလိုမဲပေးခိုင်းရန်တွေ့ရပါတယ်။မဲပေးသည်ဖြစ်စေမဲမဲပေးသည်ဖြစ်စေဒီကောင်တွေနဲ့နိုင်ငံပွဲပွဲဖြစ်တဲ့အတွက်တော်လန်ပြည်သူတွေနေနေကတော့ဉာဏ်ကြအချင်းတွေကိုရောက်ရှိနေတဲ့အနေထားလည်းဖြစ်နေတဲ့မြန်မာနိုင်ငံရဲ့လက်ရှိအနေထားပဲဖြစ်ပါတယ်။ ပြည်တူးမပါဘူးဗျာနော်လူမင်းမပါဘူးဗျာအိန္ဒြာကျောင်းစင်မပါဘူးဗျာကဲထားတော့ဒီလူလူတွေသူတို့တွေပါဝင်သူဆောင်ခြင်းမရှိဘူးအဘာတိပဲလေသူတို့ပါဝင်သူဆောင်ရတဲ့စင်ပြေလို့ဖဲလိုက်တယ်ဆိုရင်တော့သူတို့တွေကကြတော့အဆဲမခံအောင်ဘိုက်ကောမလုပ်ခံအောင်ဆိုရင်သူတို့တွေကကြောင်ညာဆက်ရိုက်ခွင့်ရပြီးတော့ဒီဘက်ကနိုင်ငံတော်ကိုကူညီပေးတဲ့လူပညာရှင်တွေကဘာလို့မှမလုပ်ရတော့ဆိုရင်ဘယ်လိုလုပ်မလဲဒါမျှတာသလားပေါ့အဲ့တော့နိုင်ငံတော်ကြီးကြီးတွေတာဝန်ရှိသူတွေအနေနဲ့စဉ်းစားဖို့လိုတာကဒီပုံကိုယ်တွေအခုဒီနိုင်ငံတော်ဘက်ကနေမမမရပ်ပြီးတော့နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ပေးသွားတဲ့ဒီလူပညာရှင်တွေကိုလည်းကာကွယ်ပေးရမှာဖြစ်တယ် တော့ကြော်ညာကုမ္ပဏီနဲ့ရုပ်ရှင်ထုတ်လွှင့်ကုမ္ပဏီတို့လည်းသတိပေးရမှာဖြစ်တယ်မင်းတို့ဒါကတော့မင်းတို့ဒါကမင်းတို့နိုင်ငံတော်ဥပဒေကိုမင်းတို့ချိုးဖောက်နေရဆိုတော့အာနာရှင်လက်ထက်မှာကြားရနော်ပေါ့ကိုကြော်ညာရိုက်ကြတော့တို့ပြောတဲ့ကောင်တွေပဲရိုက်စီခြင်းတယ်တော်မျိုးမင်းတို့များအာနာရှင်ဘောယူမှပြီးတော့အာနာရှင်စကားတွေပြောပြနေတာတီးပေးဖို့လိုတယ်ကြော်ညာကုမ္ပဏီတွေနေနဲ့လည်းနောက်ကရုပ်ရှင်ထုတ်လွှင့်ကုမ္ပဏီနေနဲ့လည်းဒီလူပြန်ရှင်နဲ့မရိုက်ဘူးဆိုတာမျိုးလုံမိခဲ့ရင်ခင်ဗျားတို့ကဥပဒေကိုခင်ဗျားတို့ကနိုင်ငံကိုခင်ဗျားတို့ကိုယ်တိုင်မှပြန်ဖြည့်ဆည်းနေတာသွားတူတယ် ငါတို့ကြိုက်တယ်လို့ငါ့ကိုကြိုက်မယ်ဆိုစကားမျိုးပြောလို့မရဘူးပြပါဆိုဒါနိုင်ငံတော်ကူညီတာကိုပြည်ပြည်အုပ်စုခိုင်းနေမှာလိုက်လို့နေကြီးဆိုရင်ခင်ဗျားပါလဲကိုနောက်ထပ်ပြည်ပြည်ဦးနေနောက်ထပ်အေရောကျော်စင်းနောက်ထပ်ဖူးဖွေးနေနောက်ထပ်လူမင်းနေထပ်မွေးခိုင်းမွေးထုတ်ခိုင်းလို့လားစဉ်းစားကြည့်ပေါ့မမျှတမှုပေါ့ဆိုတော့နိုင်ငံတော်ကူညီမိတာနဲ့ပဲဒီမှာသူတို့လှုပ်ချင်တဲ့အမှုပြလူတွေမလုပ်ရတော့ဘူးဆိုရင်တော့အဲ့ဒါမမျှတအောင်ပြနိုင်ငံတော်ဆဲဆိုခဲ့တဲ့ကောင်တွေကကြတော့နိုင်ငံတော်ပုံကံခဲ့တဲ့လူတွေကြတော့အမှုပြလို့လုပ်လို့ရပြီးတော့နိုင်ငံတော်မဆဲမဆူပုံကံမှုမလုပ်ခဲ့နိုင်ငံတော်ပြန်ကူညီဖို့ကြိုးစားတဲ့လူတွေကိုအလုံးမလုပ်လို့မရအောင်ဝိုင်းပြီးတော့ဖိအားပေးရမယ်ဆိုရင် တရားမျှတမှုဆိုတာဘာလဲလို့မေးရမယ်အဲ့တော့ကြီးခဲ့တယ်ရာလဲအဲ့ဟာကိုကြည့်ပြီးတော့မှတင့်တော်သူပြန်စီစဉ်ပြုဖို့တော့လိုတယ်တင့်တော်သူစဉ်းစားပြုဖို့တော့လိုတယ်နော်ကြော်ညာကုမ္ပဏီတွေလည်းခေါ်ပြီးရွှေရှိထုတ်လေးကုမ္ပဏီတွေလည်းသိပေးရမယ်မင်းတို့တွေနော်မင်းတို့တွေနော်ဆိုတာမျိုးပြောဖို့လိုတယ်အဲ့ဘွိုင်းကောလုံးပြီးတော့ဟိုဘက်ကအုပ်စုတွေလူပြန်ရှင်တွေလက်တုံးတော့ထောင်ပြီးတော့လာပါဖြစ်တဲ့အုပ်စုတွေအဲ့ဒီအုပ်စုတွေကိုကြတော့ဘာမှလုံးလို့မရအောင်ဖွင့်လိုက်တားနိုင်အောင်တားရမယ်ဖြစ်နိုင်ပြအဲ့ဒီတွေခေါ်ရရမယ်နော်တကားထည့်ရိုက်ပြလိုက်ရှုပ်အဲ့မှာပြည်သူတို့အိမ်တော်ကျော်စင်တို့ကိုဖွေးဖွေးတို့လူမင်းတို့ခေါ်ပြီးစကားတကားရိုက်ပြလိုက်။အကြံစိုးအကြံစိုးကျော်မျိုးမင်းရဲ့အကြံစိုး။သူတို့မရိုက်ပေးဘူးဆိုရင်မရိုက်ပေးဘူးဆိုရင်โอเคမင်းတို့အမှုရမလုပ်နဲ့တော့ ပြီးတော့ပိတ်လိုက်အေးရောဘာလို့လဲဆိုအဲ့ဒါမှမျှတာတော့မတရားဘူးအဲ့တော့ပြည်သူဆိုတာတချို့ပြည်သူပါညီပိတ်အုပ်စုစုရဲ့ဟာကိုမြစ်တာခံယူပြီးတော့ဆက်ပြောပြီးဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်တော့ပုံဒါကြီးကသိမဟုတ်ဘူးပြီးတော့ဒီဒီမှာနိုင်ငံတော်ဘက်ကနေဝိုင်းကူပေးနေတဲ့အမှုပြချင်းတွေဘက်ကနေပဲကျွန်တော်တို့ကရက်တည်ပြီးတော့ပဲပြောပါမယ်နိုင်အဲ့နိုင်ငံတော်ကူညီပေးတဲ့အမှုပြချင်းတွေနဲ့ပဲကျွန်တော်တို့တရားတည်းရှိပါမယ်နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေနဲ့ကြော်ညာကုမ္ပဏီရွှေထုတ်လိုက်ကုမ္ပဏီအနေနဲ့လည်းပြည်သူနဲ့နိုင်ငံတော်အစိုးရနဲ့တရားတည်းရက်တည်နေတဲ့အဲ့အမှုပြချင်းတွေနဲ့တရားတည်းရက်တည်ပြီးလိုအပ်တယ်လို့ကျွန်တော်မြင်တယ် ဲ့တော့ဒါလေးကခင်ဗျားတို့သိချာစဉ်းစားဖို့လိုတယ်ကိုဘက်ကအုပ်စုတွေကအုံနေချင်းနဲ့လုပ်နေချင်းမှာကိုနေတို့ပိဋကတ်တွေကိုနေနေဝင်ပိဋကတ်တွေမြင်းမြတ်ပိဋကတ်တွေချူလေးတို့ပိဋကတ်တွေမင်းမြို့ပိဋကတ်တွေစသဖြင့်ပေါ့အဲ့ဒီအမှုပြရှင်တွေရဲ့ပိဋကတ်တွေကပြန်ပြီးတော့အုံနေချင်းနဲ့ကောင်တာပြန်ပြီးတော့ပြန်ပြီးတော့ပြောနိုင်အောင်ကမ်ပိန်းတွေလုပ်ပြီးပြန်လုပ်ပြရမှာပြန်လုပ်ပြဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်အဲ့ဒါမှပဲပုံနဲ့ပြောရင်ဟိုဘက်အုပ်စုတွေကိုနည်းနည်းပါပြောဘယ်ကောင်ကနိုင်ငံကိုဖျက်ဆီးခဲ့တဲ့ဖျက်ဆီးရေးသမားဘယ်ကောင်ကနိုင်ငံကိုကူညီခဲ့တဲ့သူအဲ့ဒါမျိုးတွေနဲ့တခါတည်းဟိုပြန်ပြီးလူတွေနဲ့ပြန်ပြီးတော့ကမ်ပိန်းပြန်လုပ်ကြဖို့လိုပြီးတိုက်တွန်းချင်ပါတယ်ဒါ ဲဒါတော့ချီးပရိတ်နဲ့ခေါင်းထဲမှာချီးပဲရှိတဲ့ကြော်မျိုးမင်းတကောင်ရဲ့ passive ပါဇက်နဲ့ထွက်တဲ့အတန်ပေါ့ဗျာအဲ့လက်ရှိဂျီမာကတော့ပြည်သူပြည်သူချင်းကိုပြန်လည်ပြီးရန်တိုက်ပေးနေတာလို့တရားဖြစ်ပါတယ်ပြူစောတီရေဆိုလည်းလူငယ်တွေကိုပြန်ပြီးတော့ဆွဲခေါ်ဆွဲခေါ်ထည့်ပြီးတော့လူငယ်လူငယ်ချင်းပြန်တိုက်ပေးသလိုကြော်မျိုးမင်းတကောင်ကလည်းအန်နဲ့ပဲပြေကုန်မှာပဲပြူနေနေတယ်ဒါကူဖြစ်တဲ့အတွက်လူကောင်မျိုးတွေကိုကျွန်တော်တို့အနေနဲ့ကြော်လိုင်းကာလာပဲဖြစ်ကြော်လိုင်းပြီးကာလာမှာပဲဖြစ်ဖြစ်ဘယ်လိုမျိုးစီရင်သင့်လဲဆိုတာကတော့ကြော်လိုင်းပြည်သူနဲ့ကြော်လိုင်းရဲဘော်တွေအားလုံးသိရှိပြီးသားဖြစ်မှာပါ နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့လက်ရှိချိန်မှာမဲဆွဲစီယုံခွင့်ကိုစတင်လို့ရပြီဆိုပြီးတော့မင်းအောင်လှိုင်ကနေပြီးတော့ချက်ပြလိုက်တာနဲ့အောက်မှာရှိတဲ့ခွေးတွေကလည်းဟောင်းလို့ရပြီဦးလို့ရပြီဆိုပြီးတော့အမီထောင်ပြီးဖင်ကုန်းအော်ချနေတဲ့ခုကြောက်လာပါပြီအဲ့ဒီမှာကတော့ဆန္ဒမင်းကတော့သူ့ကိုသူကျဲကလေးနိုင်ငံကူအစွမ်းကုန်လင်းထိန်အောင်လုပ်ပေးမယ်ကျဲကလေးတွေစူပေါင်းထားတဲ့ကျဲကြီးတလုံးဖြစ်ပါတယ်ဆိုပြီးတော့သူ့ကိုကိုကျမဟာကျဲကြီးပါဆိုပြီးတော့အေးကျွေးပြီးတော့ဒီကောက်ပဲဝင်လာတဲ့စီယုံမှုတွေကိုလည်းစတင်လာတွေ့နေရပါတယ်ကဲဘယ်နဲ့ဘယ်လိုဝင်မလဲဆိုတာကတော့ဒီလိုမှကျင်းနဲ့တက်တက်ခိုင်ပြီးရင်တော့ဆန္ဒမင်းရဲ့ကျဲကြီးအောင်ဘယ်လိုမျိုးနေထားသွားမလဲဆိုတာကတော့ ဆက်လက်ဆောင်ကြမနေတာဖြစ်ပါတယ်။ကျွန်မနာမည်ကဆန္ဒမြင့်ပါ။ကျွန်မကအခု2025ခုနှစ်ဒဇင်ဘာလမှာစတင်ပြီးပါတယ်တစိကြီးနဲ့ကျင်းပမယ်ရွေးကောက်ပွဲမှာကျွန်မတို့ကတက်တအားနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နဲ့ပိုစလေနောင်းတယောက်ဖြစ်ပါတယ်။ကျွန်မကလတ်တာမြို့နယ်ရဲ့ဒီတုခရစ်တော်ပိုစလေတယောက်ဖြစ်နေမြောက်ရှိတိုင်းမှာပဲဖြစ်ပါတယ်။ကျွန်မ2022ခုနှစ်မှာကျွန်မဟာဒီတုလွတ်တော် ကနေပြီးတော့ဟိုဈာပြေရွေးကောက်ပွဲနဲ့ဝင်ရောက်ရှင်တိုင်ခဲ့ပြီးတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်နေဝင်ရောက်ရှင်တိုင်ခဲ့ပါတယ်။အဲ့တော့ပြည်တော်စုလွှတ်တော်ကြီးမှလည်းတာဝန်ထမ်းဆောင်ခဲ့ပြီးပါတယ်။အဲ့ဒီလိုပါပဲ2015ခုနှစ်မှာရန်ကုန်တိုင်းဒေသကြီးရဲ့လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်နေလေတာဝန်ထမ်းဆောင်ခဲ့ပြီးပါတယ်။ဒါကြောင့်ကျမဆန္ဒမင်းဟာလွှတ်တော်အတွေ့အကြုံ20ရှိပါတယ်။ဓာတာမျိုးနဲ့အတွက်ပြည်သူလူထုအတွက်တာဝန်ထမ်းဆောင်မှုအသင့်ရှိပါတယ်။အားကြောင့်ကျမဓာတာမျိုးနဲ့ကိုဝင်ရောက်ရှင်ပြန်ရလဲဆိုတဲ့ခါကိုတော့အခု ကျွန်တော်တင်ပြချင်ပါတယ်။လာတာမျိုးနယ်ဟာရန်ကုန်မြို့ရဲ့ဒေါင်းတောင်မြို့နယ်တစ်ခုဖြစ်တယ်။လာတာမြို့နယ်မှာရပ်ကွက်ကလေးကတော့၁၀ခုပဲရှိတယ်။သို့တော်လည်းဒီရပ်ကွက်ကလေး၁၀ခုအတွက်တင်မဟုတ်ဘူး။ရန်ကုန်တစ်မြို့လုံးရဲ့ပြည်သူလူထုအတွက်အချက်အခြာကျတဲ့မြို့နယ်လေးတစ်မြို့နယ်လေးဖြစ်တယ်။ဒီမြို့နယ်တွေမှာဈေးတွေ၊ဈေးရုံတွေ၊ကျောင်းတွေဟလာတဲကိုကန်းတွေအော်စီးပွားရေးလုပ်ငန်းတွေအများကြီးရှိပါတယ်။ရွှေဆိုင်တွေလည်းအများကြီးရှိပါတယ်။ ပြည်တိုင်းနေအများကြီးရတဲ့သူသဘောကြီးကြတယ်။အဲပါရဒိုင်းအရွေကိုရောက်လာတယ်လို့ကျွန်မပြောချင်တယ်။အဲ့တော့ပါတီထက်လူဟာပိုအရေးကြီးတယ်။တော်ကိုယ်စားလှယ်တော့အရေးချင်းရှိတဲ့တော်ကိုယ်စားလှယ်ဖြစ်ရမယ်။ဟလာလူကောင်းဖြစ်ရမယ်။အရေးကြီးဆုံးကတော့နိုင်ငံရေးကိုစီးပွားရေးနဲ့မရောထွေးပဲနဲ့စီးပွားရေးအဖြစ်နဲ့ရုံစားတော့နိုင်ငံရေးတမားကောင်းနေဖြစ်လာနိုင်အောင်ဒီလူတို့ကရွေးချယ်ပေးဖို့ပါလီထောင်ပြီးဝင်ပြိုင်တော့ဝင်ပြိုင်လို့မရတော့တဲ့ခါကျတော့လူကအရေးကြီးဖြစ်သွားပြန်ပြီ။ဟုတ်တော့ပါလား။အဲ့တော့တတိပုဂ္ဂလတတော်ကိုယ်စားလှယ်တွေဟာသူတို့မှာ member တွေမရှိပါဘူး။ဟလာပါတီကြီးတခုမှဟုတ်တဲ့အတွက် member မရှိဘူး။ဒါပေမဲ့မျိုးအပ် မမ်ဘာတက်ဟလာတတိပုပ္ပလာထွက်တော်ကိုစေရီဟာသူ့မျိုးနယ်ရဲ့ voter များများရဖို့လုပ်တာရတယ်လို့ကျွန်မထင်ရတယ်ပြောချက်ကျွန်မတို့အခု2025ခုနှစ်မှာဆိုရင်အားလုံးကမျှော်လင့်ထားတာကတပါတီလေးကထွက်တော်ထဲမှာကြီးစိုးတဲ့အစိုးရမျိုးမလိုချင်တော့ဘူးဒါကြောင့်မို့လို့ကျွန်မတို့ကဟလာအာတီဆုံးရွေးကောက်ပွဲလုပ်တာဖြစ်တဲ့အတွက်ပါတီစုံပါဝင်တဲ့ညွန်ပေါင်းဆိုးရမှုမျှော်လင့်နေတယ်။အဲ့ဒီလိုပဲကိုပါတီအတွက်ဟိုကောင်းမွန်တဲ့ တော်စေလောင်းတွေပါလာဖို့လိုအပ်တယ်လို့တသီးပုပ္ပလာကိုရက်ကိုရွာကိုတကယ်ကိုအကျိုးပြုမဲ့တသီးပုပ္ပလာတော်တော်ကိုယ်စေတွေလည်းပေါင်းပြီးတော့ညွန်ပေါင်းဆိုးရဖွင့်နိုင်တာမျိုးကိုရှိပါတယ်ဒီလိုမျိုးကျမတို့ပြောနေထားတာကတပါတီလေးကနေကြီးဆိုးတဲ့အာနာရှင်စနစ်ဆိုပဲမကြိုက်တော့ဘူးဖြစ်တဲ့အတွက်အခုလိုမျိုး2025လို့ခင်ဗျာကျမတို့ဟာရွေးကောက်ပွဲအသစ်ကြီးကိုပြုလုပ်ဖြစ်တယ်ဒီရွေးကောက်ပွဲကြီးမှာကျမတို့ကဆလာဒီအားလုံးပါဝင်တဲ့ညွန်ပေါင်းပုံကတဲ့ဆိုးရဖွင့်နိုင်တယ်ဆိုရင်ကျမတို့ဒီလိုလိုလိုပြောရဲဒါကတော့ညွန်ပေါင်းဆိုးပါဖွင့်လို့ပြသွားပြီလေပုတ္တမရာသီသွေးလက်ကလေးကတော့ညွန်ပေါင်းဆိုးပါလုံးဝလက်မခံမဲနဲ့ တန်ဖို့ပါတီကလက်ခံကြောင်းကိုလည်းထုတ်ပြောခဲ့ရတယ်လို့ပဲအဖက်မှာလည်း PP Chan နေနဲ့လက်ဆိုင်သားရမှာပူတာရအောင်လုပ်ပေးမယ်ဆိုပြီးတော့သူ့ရဲ့လူချောင်းတဲ့ကိစ္စတွေကိုလိုက်လံပြောဆိုမဲ့နေထားမှာရောက်နေပြီးတော့သက်သက်ခိုင်ကတော့အခုဆိုရင်တက်တက်ကန်ကန်လို့ပျောက်သွားပြီးစန္ဒာမင်းကတော့လတ်သားမှာလတ်သားမသားကတော့ဆက်ပြီးတော့စောင့်ကြံနေထားကိုပဲဖြစ်ပါတယ်။နောက်တစ်သိန်းပုံအနေနဲ့ကတော့မန္တလေးတိုင်းငင်းချန်ကျင်းထောင်မှာအတရားဖမ်းဆီးခြင်းချခံထားရတဲ့နိုင်ငံရေးကျင်းသားကိုချမ်းမင်းဟင်ဟာကျင်းတောင်တွေမှာပဲကျမကြီးစီဝါ ဆောင်ရှောက်မှုမလုံလောက်တာကြောင့်ပြေဆုံးသွားပြီဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများဝင်ရောက်ကနေပြီးထုတ်ပြန်လိုက်တာဖြစ်ကြပါတယ်။အချင်းမြန်မာနိုင်ငံအသီးမှရှိတဲ့ကျင်းတောင်များထဲမှာမတရားဖမ်းဆီးခံရတဲ့နိုင်ငံရေးကျင်းသားတွေရဲ့ထောင်ထဲမှာလုံလောက်တဲ့စေဝါဆောင်ရှောက်မှုတွေမရတာမဟုတ်ပါမပေးတာပါ။ PC စေကူတာကိုမရှိဘဲနဲ့တမန်တသက်ကိုအခုလိုမျိုးလမ်းရောက်ပို့နေတာလေ။ပုံသိရှိမှဖြစ်ပါတယ်။ဒါကြောင့်ဒီမှာရှိတဲ့ထောင်မှုကစပို့အုပ်ချီမှလုံလုံနေတယ်။အောင်တန်ရှင်းရဆုံးကောင်မကျန်မြစ်ပါအမှန်နေတာတကူ တွေ့လို့ဘူးတင်နေဆိုတော့ဒီနေရာကနေပြီးတော့တီးပေးခြင်းပါတယ်ရိုက်ထားတဲ့ကမ်းမျိုးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးဘလို့သဘောရလဲအများကြီးပဲ attachment တွေပို့ကြတဲ့လူတွေရောဆိုတော့လေပူဝင်နေပြောရင်တော့ဒီဖတ်ခွက်စားတွေတနည်းဒီလိုဖြစ်လာမှာဆိုတော့တီးပြီးဒီကောင်နဲ့နီးလန်းအဟောင်းတွေပဲတုံးနေဗျအင်းဒီလအဟောင်းတွေကလည်းဟိုတော့ကလို့ပပီမားတို့လိုဖီးနဲ့သားများတို့ကလို့ဒီလိုမျိုးတစ်ခုခုတော့ထွက်လာမယ်လို့တော့တော့ထင်သားပြီးသားဘာဖြစ်ဆိုတော့ကျွန်တော်အစီမှာတိတော့ဖက်ခွက်စားတွေကများတယ်ဆိုတော့အာဒါဖြစ်လာမှာဆိုတော့ထင်မိလားဒါပေမဲ့မထင်တာက အဲကျွန်တော်ခြိုက်တဲ့ပုံကိုတောင်ပါနေတိုးပေါ့ဗျာအာကျွန်တော်စောင့်အောင်ခြိုက်တော့ဗျာဒီဘဲကိုဒါမဲ့ဒီဘဲကနောက်တစ်ခုကလည်းမထင်သားဘူးဆိုတော့ရခိုင်နေရဲ့အသေးနှလုံးပဲလေအဲဒါရခိုင်ဆိုတော့လည်းလက်ရှိမှာလုံးဝအမှန်ကန်ဆွဲနေတဲ့လူတွေဗျာအရန်မိုက်တယ်ဗျာရခိုင်ကအခုလက်ရှိမှာအဲ့လိုနေထားပြီးမှသူဒီလိုကားမျိုးရိုက်မယ်လို့ကျွန်တော်မထင်လိုက်ဘူးဗျာအဲ့ဒါတော့စောင့်အောင်အသေးနှလုံး ဲ့တော့ဗျာကျန်တဲ့ကောင်တွေကတော့မပြောလို့ပါဘူးကျန်တဲ့ကောင်တွေကဖက်ခွက်စားရတယ်ဆိုတော့ကျွန်တော်မပြောလို့ပါဘူးဒီကောင်တွေဘာပဲလုပ်လို့ပါဒါဒါတမိုင်းပဲသူတို့တမိုင်းသူတို့ရဲ့ဖြတ်လို့မရတဲ့အမဲဆက်ကိုသူတို့ကိုယ်တိုင်သူတို့လှုပ်လိုက်တာတခုပဲကျွန်တော်တို့ဒီเจ้าကလည်းပတ်သက်ပြီးကျွန်တော်အများကြီးပြောခြင်းဘသူတွေပါတယ်ဘာဖြစ်ဆိုတော့ဒီကောင်တွေကိုတက်ပြုံးနေတယ်ဒီကောင်တွေကဒီတဲ့တိုင်းပဲဒီမှာကိုကိုပေါက်လို့ပါလို့ပြောရတယ်လေအများကြီးရှင်းနားထောင်ကြည့်သူတို့ဘာပဲကြောက်လို့ပဲလို့ဘလို့ပဲလို့ပြီးရင်ကျွန်တော်တခုပြောရဲတယ်တကယ်မို့ဒီတော်လိုင်းကြီးသာအောင်မြင်သွားကြည့် သူတို့ကိုပေါက်တို့အများကြီးပြောထားတဲ့အတိုင်းပဲဒီတော်လိုင်းသာအောင်မြင်သွားကြည့်အဲ့ဒီကောင်တွေကိုမျက်စိရှုပ်စွာနဲ့ကျွန်တော်တို့မြင်ရအောင်ပဲကျွန်တော်တို့ကအဲ့တော့ဘလို့ကြောက်ကျွန်တော်တို့ကပါဝင်ခဲ့ရပါတဲ့ဘာညာငိုပြချူပြမယ်ပြီးရင်ပတ်စံရဖို့တော့လှုပ်ထားတာဗျစင်းစင်းလေးဗျကားတစီးရိုက်တယ်ကားတစ်ခါရိုက်တယ်ဗျဒီကောင်တွေတော့တိန်းတစ်ထောင်ဒီပါလောက်ရတဲ့ကောင်တွေဗျတိန်း200လောက်အလူပြပြီးတော့ စာရွက်တွေဒီကိုင်ပြီးထွက်လာမှမြင်အောင်ပါသေးတယ်အဲ့ခါကျရင်တော့ခင်ဗျားတို့အာမပေးမိစင်းတယ်အခုလောက်ရမယ့်အလုပ်ပဲကျွန်တော်ပြောချင်တယ်အဲ့ဒါ blind card တေးသေးချာချာကိုလောက်ရမယ့် blind card blind card ဆိုတာနာနာလေးနားလေးပြောရင်သူတို့နဲ့ပတ်သက်တဲ့သူတို့ကြော်ညာတဲ့ပစ္စည်းမှန်သမျှကိုတော့မသုံးဘူးဒါတကယ် blind card ဆရာထားလိုက်ပါသူတို့ပါဝင်တဲ့ video တွေမကြည့်ဘူးသူတို့ကိုအာမပေးဘူးသူတို့ facebook account တွေမှာကိုယ်တွေအာ friend လောက်ထိုင်ရင် cancel request လောက်မှာ follow လောက်ထိုင်ရင် unfollow လုပ်မယ်ဒါမျိုးတွေနဲ့ကျွန်တော်တို့ကလုံပြရမယ်ခင်ဗျားတို့အရန်ချစ်တဲ့လူတွေကျွန်တော်ထင်ပါတယ်ဒီကောင်းနေရာမှာနေနေတဲ့လူတွေလဲဒီတိုင်းပြည်မှာမြန်မာနိုင်ငံမှာမဖြစ်လို့နေနေကြတာပါကျွန်တော်တို့နားလဲပါတယ်ဒါပေမဲ့မပါဝင်ချင်းဖြစ်ကူညီကြပါဒီလိုမျိုးပေါ့မဟုတ်ပင်နဲ့မပါဝင်ချင်းဖြစ်အာပျော်ရွှင်ပြနေချင်းဖြစ်မလုပ်ကြပါနဲ့မပါဝင်ချင်းဖြစ်ကူညီကြပါ အဲ့ဒါလိုပဲတချို့လူတွေလည်းဒါတိတိနေအမှန်မှောက်တိတိနေလည်းမတတ်တာလို့နေနေရတာမျိုးပဲရှိမှာပါဒါပေမဲ့ဒီကောင်တွေအခုဒီလိုလောက်တာကြီးရတော့နည်းနည်းပြင်းလွန်နေဗျာတလားဒီကောင်တွေရဲတယ်ဗျာဒီစကားတွေပြောပြီးဒီကားတွေရရင်ဒီလိုဖြစ်မှာဆိုတော့ဒီကောင်တွေကကိုရီးယားတိတယ်တလားခမောက်တို့ကျွန်တော်တို့လည်းဒီကောင်တွေဆရာတွေဒီတွင်ထဲမှာဒီ industry ထဲမှာဒီကောင်တွေဆရာကြီးတွေအင်းဘာချောက်ပြောလဲသူတို့ကသူတို့မသိလိမ့်မယ်ဒါသူတို့အမေဆက်ပဲအဲ့တော့အများကြီးပြောတော့ဒီဖက်ကွက်စားတွေတခုပဲကျွန်တော်တို့လူမျိုးတွေကခမောက်တို့တွေဟောတစ်ချက်လောက်လာမအောင်နေနဲ့ မနေထုံးမကားလို့ဘာကောင်းပြခင်ဗျားတို့ cancel လုပ်อืมခင်ဗျားတို့ဘွိုင်းကောင်ခင်ဗျားတို့နာတက်ပါစီကျွန်တော်လူမျိုးတွေကမနာတက်ဘူးတစ်ချက်ပဲပြီးမှအိုးသူတစ်ချက်လောက်ရတာပါအဲ့လိုစိတ်တမရှိပါဘူးမဟုတ်ဘူးအဲ့ဒီဘွိုင်းကောင်တတိယလို့အပူတွေလောက်ပြီးတော့လေအာလိုင်းပေါ်မှာဒေါသမထွက်ပြနဲ့နှစ်ရက်သုံးရက်စားလောက်တစ်ပတ်စားလောက်တစ်လစားလောက်ဒေါသမထွက်ပြနဲ့တက်တက်လုံစားဘွိုင်းကောင်လောက်ပါတကယ်ခင်ဗျားတို့တို့တို့ဒီဟာကိုလက်မခံဘူးဆိုရင်ဒါပါပဲဒါလေးပဲပြောချင်တယ်အဲ့တော့ဒီ focus စာတွေကြောင့်က ကျွန်တော်တိတ်အများကြီးပြောချင်တာမရှိဘူးဒါဒီကောင်လေးလုံနေကြအလုပ်တွေထဲမှာအဲတူတူဆန်းဆန်းတော့အင်းနီတိုးဆိုတဲ့ကောင်စောက်အောင်တော့မရှိဘူးလို့ပဲပြောချင်ပါတယ် ဒါမျိုးတွေကတော့ဒီဘက်မှာတွေးခဲ့တဲ့အကြောင်းအရာလေးကတော့ bike ကိုအတွက်ပတ်သက်ပြီးတော့တော်တော်လေးဝင်ပြင်းထန်လို့ဖို့အတွက်အားလုံးကပြောနေတဲ့အနေအထားလေးဖြစ်ပါတယ်။ကျွန်တော်တို့မျိုးတွေအားလုံးကဒီဘက်တော့တော်တော်ပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ပြီးတော့နောက်တဲ့သတင်းတက်လာပြည့်တဲ့ကျွန်တော်ရဲ့ကိုကျေရဘရရင်း channel လေးကို like and subscribe လုပ်လဲ subscribe ပြီးဘေးကခေါင်းလုံးတွေကြည့်မြင်တက်လာများပြီးတွင်သတင်းတွေအားလုံးကိုကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ညနေပိုင်းသတင်းတွေကိုတော့ကျွန်တော်ရဲ့ကိုကျေရရှင် channel တူးမှာတွားရောက်ကြည့်ရှု update လုပ်ရပြီးတော့ညပိုင်းသတင်းတွေကိုတော့ပုံမှန်ကျွန်တော်ရဲ့ကြည့်ကိုကျေရဘရရှင် channel လေးမှာပြန်လည်ဆုံးပြေးကြပါမယ်။ကျွန်တော်တို့မျိုးတွေအားလုံးပဲပေါ်ပါပြီးနဲ့မေးပြီးတယ်မှာအများဆုံးကြင်ွေးကြပါသေးလို့ထမှန်ကောင်းစုပြွေးနေပဲ။ ဒီ NFT ကိုတော့လည်းဆုံးခဲ့ပါတယ်ဆုံးညီရှိပြီဒီဥကျင်တိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ